တန်းတန်းရေးဆွဲတဲ့အခါမှာအမှန်ချစ်အမှားချစ်ပုံစံလေးတွေရအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့သင်ခန်းစာလေးကိုဒီဒီနဲ့တူတူလိုက်ပြီးတော့မှလေ့လာကြည့်ကြရအောင်အဲ့တော့ဒီလိုကအီဒီကွန်ပျူတာရဲ့အတန်တက်စာရင်းကိုလုတ်တော့မယ်ဆိုလို့ရှိရင်ဒီမှာခုအမှန်ချင်းအမှားချင်းလေးတွေထည့်မယ်ဆိုလို့ရှိရင်ဒီဆဲကွက်အားလုံးကိုပေါ့နော်ဆက်လက်ပေးမယ်နောက်ကဟာဒီ present နဲ့နော် absent နဲ့ကကြတော့ဒီလိုက account if function လေးကိုတုံးပြီးတော့မှလုတ်မှာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါလေးကိုထားခဲ့မယ်နော် ဲ့ဒါဆိုလို့ရှိရင်ဒီလိုမျိုးလေးဆက်လက်ပြီးဆက်လက်ပြီးပြီးတော့ပြီဆိုလို့ရှိရင်ဒီ conditional formatting နဲ့ကနေပြီးတော့မှ new rule ဆိုတဲ့ထဲကိုဝင်လိုက်ပါဝင်ပြီးသွားပြီဆိုလို့ရှိရင်အခုကကြတော့ကိုကဒီမှာ format set တိုင်းမှာဘာပုံစံထားမှာလဲဥပမာဒီလိုဒီမှာဆိုလို့ရှိရင် icon set ဆို icon set ဘာပုံပြီးတော့လို့ရှိရင် data ဘာဆို data ဘာပုံအဲ့တော့ဒီလိုဒီမှာ icon set ပုံစံလေးသုံးမယ်ဆိုဒီ icon set ဆိုတာလေးကိုနှိပ်လိုက်နှိပ်လိုက်လို့ရှိရင်ဒီလိုမျိုးလေး icon style ဆိုတာလေးထွက်လာပြီပေါ့နော်ဒီလိုမျိုးထွက်လာပြီဆိုလို့ရှိရင်ဒီနေရာလေးမှာ asset ကလေးမှာ နှိပ်ဘာလို့လဲဆိုလို့ရှင်ကိုကမိမိကဒီမှာအမှန်ချင်းအမှားချင်းပုံစံလေးတွေလုံးမှဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဒီလိုမျိုးလေးဒီဥစ္စာလေးကိုရွေးပေးလိုက်ပါရွေးပေးပြီးသွားပြီဆိုလို့ရှင်ရင်ဒီနောက်မှာရှိတဲ့ value မှာဆိုလို့ရှင်ဒီလိုတန်ဖိုးနဲ့လုံးမယ်ပေါ့နော်တန်ဖိုးနဲ့ဆိုတော့ဒီမှာ number နဲ့ထားမယ် number ထားပြီးသွားပြီဆိုလို့ရှင်ဒီမှာ1လို့ရိုက်လိုက်တာနဲ့ပေါ့နော်သူကအမှန်ချင်းပြအောင်လုံးမယ်အဲ့တော့ဒီမှာ1ဆိုပြီးရိုက်လိုက်မယ်ပြီးရင်ဒီမှာအမှန်ချင်းမှန်သွားပြီနောက်ထပ်တစ်ခုမှလည်းအဲ့လိုမျိုးပဲဒီ ပါဇက်နားမှာနံပါတ်စော်လေးကိုထားပြီးနော် ဒီအပေါ်မှာဆိုလို့ရှိရင်လည်း number ဆိုတာလေးကိုထားပြီးပြီးသွားပြီဆိုလို့ရှိရင်ဒီမှာအပေါ်ကကြတော့1လို့ရိုက်လိုက်တာနဲ့အမှန်ချစ်ပေါ်အောင်လုပ်မယ်ဒီအောက်မှာကကြတော့0လို့ရိုက်လိုက်တာနဲ့အမှားချစ်ပေါ်အောင်လုပ်မယ်ဆိုရင်ဒီမှာဆိုလို့ရှိရင်အမှားချစ်မဟုတ်ဘဲနဲ့အဲ dotted ပုံစံလေးဖြစ်နေရဲဆိုလို့ရှိရင်ဒီဟာလေးကိုနှိပ်မယ်နှိပ်ပြီးသွားပြီဆိုရင်အမှားချစ်လေးကိုယူလိုက်မယ်ဒါဆိုရပြီအဲ့ဒါမှမှဒီအောက်ဆုံးကပေါ့နော်ဘာမှ0အောက်မှာဘာမှမရှိတော့ဘူးဆိုလို့ရှိရင်ကိုကဘာမှမပြတ်ချင်ဘူးဆိုလို့ရှိရင်လည်း မပြဘဲနေလို့ရတယ်ဒီမှာ no iron ကို no say iron ဆိုပြီးမှနှိမ့်လိုက်လို့ရသွားပြီဒါဆိုလို့ရှိရင်ပြီးတို့ကဒီမှာ okay ဆိုပြီးမှနှိမ့်လိုက်မယ်နှိမ့်လိုက်ပြီးဆိုတာနဲ့ဒီဆက်ကွက်ထဲမှာကိုကအတန်းတက်မှာပေါ့နော်လူတယောက်ကအဲသူဒီနေ့အလုတ်တက်တယ်ဆိုလို့ရှိရင်ဝမ်းလို့ရိုက်လိုက်ပြီးရင် enter လေးခောက်လိုက်ဒါဆိုလို့ရှိရင်သူကဒီမှာအမှန်ကြီးလေးပြသွားမယ်အမှန်ကြီးရဲ့နေပြီးမှမဝမ်းလို့ပြနေသေးတယ်ဆိုလို့ရှိရင်ခုနက condition for meeting နဲ့မှာကိုလုတ်ခဲ့တာကတခုခုလွှဲနေလို့ပေါ့နော်အဲ့တော့ new rule ကိုထပ်ဝင်ပြီးတော့မှပြန်စစ်မယ်ပေါ့နော် အဲ့တော့ထပ်ဝင်ပြီးတော့မှပြန်စစ်တယ်ဆိုလို့ရှိရင်ဒီမှာအာသူ့ရဲ့ဆဲကွက်ဒီကိုအားလုံးကိုဆက်လက်ပေးပေါ့နော်ဆက်လက်ပေးပြီးသွားပြီဆိုလို့ရှိရင် ကွန်ဒီရှင်နယ်ဖော်မီတင်းနေကနေပြီးတော့မှ new you ဆိုတာဟာလေးကိုနှိပ်လိုက်နှိပ်လိုက်ပြီးဆိုလို့ရှိရင်ဒီညာလေးမှာတစ်ခါပြန်ပြီးတော့မှသူ့ကို icon set လေးတွေပြန်ထားပြီးလိုက်ပေါ့နော်အခုနကနုံကတီးလို့ show icon လေးမထားထားလို့ပေါ့နော်ဒီပတိုင်းပုံစံလေးခုနကပြခဲ့တဲ့အတိုင်းလေးပြန်လုပ်မယ်ဒီမှာ number ဆိုပြီးတော့မှပြန်ထားမယ်ပြီးတော့လို့ရှိရင်ဒီနားမှာလည်း number ဆိုပြီးတော့မှပြန်ထားမယ်အဲ့ဒါမှမှ1လို့ရိုက်လိုက်တာနဲ့အမှန်ချင်းပြချင်တယ်ဆိုတော့ဒီညမှာ1ဆိုပြီးတော့ရိုက်လိုက် ဝမ်းလို့ရိုက်ပြီးသွားပြီးရောင်းဝမ်းလို့ရိုက်လိုက်တယ်ဆိုသူကဒီမှာအမှန်ချစ်ပေါ်ခြင်းနဲ့တပည့်ရင်0လို့ရိုက်လိုက်တာနဲ့အမှားချက်ပေါ်ခြင်းနဲ့ဆိုလို့ရှင်ဒီမှာအမှားချစ်မဟုတ်တာဖြစ်တဲ့အတွက်ကြောင့်ဒီနေရာမှာအဆက်ကလေးတစ်ခါပြန်ပြီးတော့မှနှိပ်ပြီးတော့မှဒီမှာအမှားချစ်ပုံစံလေးထားလိုက်ပြီးရင်ဒီအောက်ကကိုက0အောက်ဆိုလို့ရှင်ဘာမှမပြချင်ဘူးဆိုလို့ရှင် no say icon ဆိုပြီးတော့ထားဒါမှမဟုတ်လို့ရှင်ဒီပုံစံလေးလိုချင်တယ်ဆိုလို့ရှင်လဲပေါ့နော် yellow exclamation နဲ့ဥစ္စာလေးထည့်ခြင်းနဲ့ဆိုထည့်လို့ရတယ်အဲ့တော့ဒီကတော့ no ဆဲအိုင်ကွန်ဆိုပြီးတော့ရွေးလိုက်မယ်ရွေးပြီးသွားပြီဆိုလို့ရှိရင်ခုနသူကြီးလုတ်ခဲ့တာတခုလိုနေသေးတယ်ဘာလိုလာလဲဆိုလို့ရှိရင် show icon only icon only ကိုသုံးလိုက်တဲ့ icon လေးကိုပဲသူကပြစေချင်တာဆိုလို့ရှိရင်ဒီညမှာအမှန်ချင်းလေးရှင်းပေးလိုက်ရှင်းပေးပြီးသွားပြီဆိုလို့ရှိရင်ဒီလိုကဒီမှာ okay ဆိုပြီးတော့မှလုတ်ပေးမယ်ပေါ့နော်ဒီမှာ okay ဆိုပြီးမှလုတ်လိုက်မယ် အဲ့လိုလုတ်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာသူပျောက်သွားပြီပေါ့နော်ဒီညမှာစီးရီးက0ဆိုပြီးတော့ရိုက်လိုက်မယ်ပြီးရင်အန်တာခောက်လိုက်မယ်ဒါဆိုအမချစ်ပြမယ်ဒီညမှာ1ဆိုပြီးတော့မှရိုက်လိုက်မယ်ပြီးသွားလို့ရှိရင်အန်တာခောက်မယ်သူအမန်ချစ်လေးကြီးပြသွားမယ်ဒီလိုမျိုးလေးကြီးပြသွားမှာပေါ့နော် ဲ့တော့ကိုယ်စိတ်ကြိုက်ပုံတော့ဒီအတန်းတက်လေးမှာတက်တဲ့သူဆိုလို့ရှိရင်1လို့ရေးပြီးတော့မတက်တဲ့သူဆိုလို့ရှိရင်0လို့လိုက်ရေးလိုက်တာနဲ့ဒီလိုမျိုးလေး icon set ကလေးတွေပြလာလိမ့်မယ်ပြပြီးသွားပြီဆိုလို့ရှိရင်နောက်ဆုံးပေးဒီလိုကလဆာစင်းနေတွတ်တော့မယ်ဆိုလို့ရှိရင် present နဲ့ absent ဆိုတာရှိတယ်ဘာလို့လဲဆိုလို့ရှိရင်သူတို့ရဲ့တက်ရက်တွေကိုပဲလိုချင်တယ်မတက်တဲ့ရက်တွေကိုလည်းလိုချင်တယ်ပေါ့နော်တက်တဲ့ရက်တွေနဲ့မတက်တဲ့ရက်တွေကိုလိုချင်တယ်ဆိုလို့ရှိရင်မတက်တဲ့ရက်ကဘယ်နှရက်လဲတက်တဲ့ရက်တွေကဘယ်နှရက်လဲဆိုတာသိချင်လို့ဆိုရင်ရှင် count if function ကိုသုံးမယ်အဲ့တော့ညီမြချင်းထိုးပြီးတော့မ မှာ CUNDIF ဆိုပြီးတော့မှရိုက်ထည့်မယ်ပေါ့နော် CUNDIF ဆိုပြီးတော့မှ CUNUNDIF လို့ကိုကရိုက်ထည့်ပြီးလိုက်တာနဲ့ဒီလိုဘာလုပ်လို့ရလဲဆိုလို့ရှိရင်သူ့ဒီမာလေးကြလာတာကိုပေါ့နော်မနှိပ်ရှင်လို့ရှင်လဲကီးဘုတ်ကနေပြီးတော့မှတက်စကီးလေးနှိပ်လိုက်လို့ရှင်သူကလည်းသူအော်တိုရောက်သွားပြီရသွားပြီဆိုလို့ရှင်ဒီလိုကဘာကိုပေါ့နော်ဒီ icon set ကောင် range ကကြတော့ဘယ် range တွေလုံးဆိုဒီ range တွေလေဒီကနေဒီ ठी ပေါ့နော်ဥပမာအခုတရက်က9လာနေပြီတော့ဒီလို31ရက်9လာဆို31ရက်9လာပေါ့နော်ဒီ ठी ရှိမယ်ပေါ့နော်အပ်ပြီးသွားလို့ရှင်ဒီမယ်ဆိုလို့ရှင် range ပြီးသွားပြီဆိုလို့ရှင်သူက comma လေးကုတ်ပြီးရ မယ်ဆိုတော့သူ့အတိုင်းလေးလုပ်ပေးမယ်ပြီးရင် criteria criteria ဘာလဲဆိုရှင်ခုတီတို့က present ကိုကြာကြတော့1လို့ရိုက်လိုက်တာနဲ့ဒါလေးရမယ်ပေါ့နော် absent ကိုကြာတော့0လို့ရိုက်လိုက်တာနဲ့အမှချရမယ်ဆိုတော့အခုက present ကိုလိုချင်တာဖြစ်တဲ့အတွက်ကြောင့်တီတို့က1ဆိုပြီးမှရိုက်မယ်ရိုက်ပြီးသွားပြီဆိုလို့ရှင်ကွင်းလေးပြန်ပေးပြီးတော့ under လေးခောက်လိုက်မယ်ဒါဆိုလို့ရှင်သူကရှောက်ရက်တက်တယ်ပေါ့နော်အဲ့တော့ဒီမှာတရက်2ရက်3ရက်ပြီးရင်4ရက်5ရက် ်ရှောက်ရဲသူသူ့ရဲ့လှုပ်တက်ရှင်ရှောက်ရဲပေါ့နော်ဒါက autofilly ဆက်လိုက်ရုံနဲ့သူကနေသူ auto ဝင်သွားမယ်ပြီးသွားလို့ရှိရင်နောက်က f set မှာဆိုလို့ရှိရင်လည်းခုနကအတိုင်းပဲ count if function ကိုပဲသုံးမယ် countif ဆိုပြီးတော့မှရိုက်ထည့်မယ်ရိုက်ထည့်ပြီးသွားပြီဆိုလို့ရှိရင်ခုနအတိုင်းပဲ test key လေးကိုခုံလိုက်မယ်ခုံပြီးသွားပြီဆိုလို့ရှိရင် range နေရာမှာခုနကအတိုင်းပဲတရက်ကနေ32ရက်ရှင်32ရက်ကိုဆက်လက်ပေးမယ်နော်ဆက်လက် အဲ့တော့ဒီလိုကောင်းအဲ့လောက်ပြီးလိုက်တာ ਨੇ ဒီမှာဆိုလို့ရှိရင်သူကဆက်လက်ပြီးထားတာ C7 ကိုပေါ့နော်ဆက်လက်ပြီးထားတာအမှန်တကယ်သူ့ရဲ့ room မှာရှိတဲ့ပုံစံအတိုင်းသွားရမှာ C7 မဟုတ်ဘူးเนาะအဲ့တော့ဒီမှာ C6 ဒီမှာစီစစ်စီကောစာတိုင်းရဲ့စစ်ကိုသွားရမှာဆိုဒီညမှာဆက်လက်မှတ်ကမှာဒီညမှာမမှတ်ကအောင်เนาะအဲ့တော့ဒီအဲ့ဆိုလို့ရှိရင်သူ့ကိုတစ်ခါပြန်ပြီးမှဆက်လက်လေးမှတ်ပေးလိုက်မယ်မှတ်ပေးပြီးသွားပြီဆိုလို့ရှိရင်ဒီမှာခုနကတိုင်းပဲအဲ absent ဖြစ်တဲ့အတွက်ကြောင့်0လို့ထားထားပြီးပြီးသွားလို့ရှိရင် enter လေးခေါက်လိုက်ဒါဆိုလို့ရှိရင်သူ့ရဲ့အလုတ်ပြက်ရက်ကဒီမှာ2ရက်ရှိတယ်ဒီမှာဆိုလို့ရှိရင်1ဒီမှာဆိုရင်2ပေါ့เนาะ2ရက်ရှိတယ်အဲ့တော့မှ auto fill လေးဆွဲချလိုက်ပါဆွဲချလိုက်လို့ရှိရင်အမေသူ့ရဲ့ တက်တဲ့အရက်ဒီအလိုက်ပေါ့နော်သူကလည်းသူဒီမှာဆိုလို့ရှိရင်ရသွားမယ်ပီဆန်းကကြတော့သူ့ရဲ့ယုံယုံတက်တဲ့ရက်စုစုပေါင်းပေါ့နော်အဖဆန်းကကြတော့သူ့ရဲ့ယုံပြက်တဲ့ရက်စုစုပေါင်းပေါ့နော်ဒီဟာလေးကိုပြပြီးတော့မှာပဲဖြစ်ပါတယ်